င်္ဂလာပါသားတို့သမီးတို့ရေဒီချက်ကတော့တတမာရာတမိုင်းပါတရားကိုသင်ကြားပေးမယ်ဒီချိန်ဖြစ်ပါတယ်ဒီနေ့ဒီချက်ပြပြပေးမယ်အကြောင်းအရာလေးကတော့မြန်မာတမိုင်းအခန်းတေပြည်ထရစ်ခေမြန်မာနိုင်ငံသင်္ကားစာတေပကံခေနောက်ပိုင်းပြည်ထရစ်မြန်နိုင်ငံများပေါ်ပေါက်လာခြင်းရဲ့ရှမ်းပြည်ထရစ်ပြည်တော်ငယ်များပေါ်ပေါက်လာခြင်းသင်္ကားစာပဲဖြစ်ပါတယ် ရှမ်းပြည်သိပ်ပြည်တော်ငယ်တွေဘလို့ပေါ်ပေါက်လာတဲ့ဆိုတော့တအားတို့တမျိုးလေးလာကြည့်ကြရအောင်အင်းဝပြည်သိပ်မင်းနိုင်ငံနဲ့အပြိုင်အင်းအားကောင်းလာတဲ့ရှမ်းနဲ့အသီးသီးကနေပြီးတော့အားပြိုင်လာခဲ့တယ်အေယော်ရီရဲ့နောက်ဖက်မှာတော့မိုးညင်းမိုးကောင်းတဲ့ကလေးအရှိဘက်မှာတော့တိန်သီးသီဘောနဲ့မိုးမိန်အရှိတောင်ဘက်မှာတော့ညောင်ရွှေမိုးနဲ့နဲ့ကျိုင်းတုံဆိုပြီးတော့ရှမ်းပြည်သိပ်ဒေသအသီးသီးပေါ်ပေါက်လာခဲ့ပါတယ် အဲ့ဒီရှမ်းပြည်တဲ့ပြည်တော်ငယ်တွေဟာအခန်းခွစ်တင်တိုင်းပုံငန်ကြတဲ့အတွက်ကြောင့်မလို့အခြေအနေကပုံမှုပြီးတော့ရှုပ်ထွေးခဲ့ပါတယ်။ကဲသားတို့သမီးတို့ရေနော်ဒီအကြောင်းအရာလေးကိုသားတို့သမီးတို့ရှင်းပြပြပြီးဆိုတော့အဓိကချက်ကလေးကိုလေ့လာကြည့်ကြရအောင်။အဓိကချက်ကတော့တစ်ချက်ကလေးရှိရဆိုတော့နော်သားတို့သမီးတို့ပို့ပြီးတော့ဟလာမှတ်မိလွယ်ပါတယ်။ကဲကြည့်ကြအောင်။အင်းဝဘရီဒရီမင်းနိုင်ငံရဲ့အပြိုင်အင်းအားကောင်းလာတဲ့ရှမ်းတဲ့တီတီကအားပြိုင်လာခဲ့ပါတယ်။ဒီနေ့ ီချက်ပြပြပေးတဲ့အကြောင်းအရာလေးကတော့အခန်း၁ပရိသတ်ခေတ်မြန်မာနိုင်ငံသင်္ကန်းစာ၁ဗကန်ခေတ်နောက်ပိုင်းပရိသတ်မြန်မာနိုင်ငံများပေါ်ပေါက်လာခြင်းမှာပါဝင်တဲ့ရှမ်းပရိသတ်ပြည်ထောင်ငယ်များပေါ်ပေါက်လာခြင်းအကြောင်းဖြစ်ပါတယ်။ဒါတို့သမီးတို့လည်းဒီသင်္ကန်းစာလေးကိုနားလည်သဘောပေါက်မယ်လို့ဒီချိန်ညွှန်တွေးပါတယ်။နောက်သင်္ကန်းစာမှာကျွန်တော်ပြန်တွေ့ကြမယ်နော်။ Bye bye ။